မင်္ဂလာပါကျွန်တော်ချက်တော့ခုနှစ်သားသမီးမိတ်ဆွေများအားလုံးကိုစိတ်နှပြကြည်သားရှင်လန်းအေးချမ်းသာကြပါစေလို့ဥစွာနှုတ်ခွန်းဆက်သပါတယ်ကျွန်တော်ကတော့ဆရာဖြုံးချက်ပါ နေ့စဉ်နေကောင်းရတာအကြောင်းပြောပြပေးနေတာဖြစ်ပါတယ်2025ခုနှစ်မတ်လ24ရက်1386ခုနှစ်တပေါင်းလပ်ပြီးကျော်17ရက်တနင်္လာနေ့ဖြစ်ပါတယ်ဒီကနေ့ကနေကောင်းရတာရပြောရမယ်ဆိုရင်နေကောင်းရတာတည့်ရမဖြစ်ဘူးလို့ပြောရမှာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ဝါရမိတ်တုငယ်ရက်ဖြစ်နေလို့ပါ။ဝါရမိတ်တုငယ်ရက်ဖြစ်နေတဲ့အပြင်တမန်မြေကံရခွေးမြေကံပျက်စီးဆုံးရှုံးစေတတ်တဲ့မြေကံဖြစ်နေလို့နေကောင်းရက်တာမဖြစ်ဘူးလို့ပြောပြပေးတာဖြစ်ပါတယ်။ဒါပေမဲ့နေကောင်းရက်တာမဖြစ်ပေမဲ့ကျွန်တော်တို့လူလောကသဘာဝအရအလုပ်တွေကရထားလို့မရတာအချိန်ဆွဲလို့မရတာ ရက်ရွှေပြောင်းလို့မရတာတွေကအများအားကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနေကောင်းရက်သားမှဖြစ်တဲ့ရက်တွေမှာ ကိုလုတ်တဲ့လင်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှုဆိုရင်ဗမင်းတွေကလမ်းညွန်ပေးတဲ့အိစာတဲ့ရေရာကိုပြောပြပေးခြင်းပါတယ်။ဒီကနေ့အတွက်တပြေစွန်နှင်းစီသုံးညွန်စီကို ခြီချိုးနဲ့ပတ်ချီပြီးတဲ့အခါ တောင်ရက်ကိုမျက်နှာမူပါရင်ထဲရောက်တည်တည်ကြဆွတောင်းပါအဲ့ဒီလိုဆွတောင်းပြီးတော့အိမ်ဖျားမှာပဲဖြစ်ဖြစ်ဇီရီတစုမှာပဲဖြစ်ဖြစ်လှူဒန်းပြီးတော့လုပ်ကံဆောင်ရွက်မယ်ဆိုရင်ကိုလုံးတဲ့လုပ်ငန်းတနေတာကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါရစေအဲ့ဒီလိုအစ္စရာတဲ့ရေရာကိုဆောင်ရွက်ပြီးတဲ့အခါငွေကြေးကိစ္စတွေဆောင်ရွက်တာအယောင်းဝယ်တွေလုပ်တာ တက်ထက်မင်္ဂလာစာချုပ်တွေချုပ်ဆိုတာစစ်သက်ကြောင်းလန်းနာမျိုးတွေလက်ကန်ဆောင်ရွက်လို့အဆင်ပြေမှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေအညော့ခက်တွေရှာရခက်ခဲလို့ဖြစ်စေအရေးပေါ်လုပ်ငန်းတွေလုပ်နေရလို့ဖြစ်စေအချိန်လုပြီးတော့လုပ်ငန်းတွေလုပ်ရတဲ့အခါမျိုးမှာအညွန့်ခက်တွေရှာဖို့ခက်ခဲတဲ့အတွေ့ဒါမှမဟုတ်ကိုကဘာသာကြားဖြစ်နေတယ်ဆိုရင်အင်ကြီးပဲဖြစ်ဖြစ်ပဝါပဲဖြစ်ဖြစ်အုတ်တုပဲဖြစ်ဖြစ် မင်းကလေးတွေအတွက်လက်ကန်အိမ်ပဲဖြစ်ဖြစ်အပြာရောင်အစင်းရောင်ရလွယ်ရအရောင်ကိုယူဆောင်ပြတဲ့အခါတောင်ရောက်ကိုမျက်နှာမူပါရင်နဲ့ရောင်တေးသေးချာဆူတောင်းပြီးတော့ဆောင်းသွားတာဝက်သွားတာလောက်ပါအဲ့ဒီလိုဆိုရင်တနေ့တာကိစ္စတွေအားလုံးအေးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီတပေါင်းလာမှာအင်းဆောက်မယ်ဆိုရင်အင်းဆောက်တဲ့ အင်းရှင်တွေကစီးပွားရတနာတွေတိုးတက်တာငွေကြေးပြည့်စုံစွာပြည့်စုံတာအဘိုးတန်ရတနာတွေပိုင်ဆိုင်ရတာမျိုးတွေဖြစ်တတ်ပါတယ်။တပေါင်းလာမှလက်ထပ်မယ်ဆိုရင်တော့တက်တက်တဲ့ဇနီးမောင်နှံတွေကအိမ်နောင်ရဲ့ဆင်မပြေတာမိသားစုတွေခွဲခွာနေရတာကွဲကွာသွားတာတာမျိုးဖြစ်တတ်တယ်လို့သားသမီးတွေနဲ့လည်းအတူတူမနေရတာသားသမီးတွေနဲ့ခွဲနေရတာမျိုးဖြစ်တတ်ပါတယ်။ တပေါင်းလာမှမွေးတဲ့သားယရဏတွေကတော့ဘဝမှာစိတ်ထားမြင့်မြတ်တာကျင့်တဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့သားယရဏဖြစ်တတ်ပါတယ်တပေါင်းလာမှမွေးတဲ့သမီးယရဏတွေကတော့ချမ်းသာတဲ့သူနဲ့အိမ်အောင်ကြတာရာရှိရာဂန်နဲ့အိမ်အောင်ကြတာပြောရရင်မင်းကတော်ဆိုးကတော်ဖြစ်တတ်တယ်လို့ပြောပြပေးတာဖြစ်ပါတယ်ဒါပြီးကျော်၁၁နှစ်မှမွေးတဲ့ သာသမီယရနာတွေကဘဝမှာဟိုသွားဒီသွားသွားခြင်းနဲ့စိတ်ဓာတ်မျိုးတွေရှိနေတတ်တာလဲလဲပတ်ပတ်သွားရတာအလဲပတ်တွေသွားတာများတာအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ဒီကနေ့တနင်္လာနေ့မှာ လက်ထက်တဲ့ဇနီးမောင်နှံတွေကတော့ဘဝမှာကြော်စောတင်ရှားတာစီးပွားဥစ္စာတိုးတက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒီကနေ့ကတော့ တပေါင်းလိုက်ပြီးကျော်၁၁နှစ်ဖြစ်တဲ့အတွက်စတမင်းငယ်ရေရာလေးကိုပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့လင်မတ်တစ်ချက်ထဲမှာပြောင်းနိုင်၁၁တိုင်အနေတော့အနေထားစိုက်ပါပြီးရင်တောက်တော်ရှိရင်တောက်တော်ကြီးစွန့်ပြီးတော့တလက်မလောက်ဖြောင်းနေတလက်မလောက်မြုပ်အောင်လောင်းပါဒါမှမဟုတ်ရေတန့်ထည့်ပါထည့်ပြီးရင်ဖြောင်းနိုင်၁၁တိုင်ကိုမိကြီးပြီးတော့မြတ်စွာဘုရားရှင်ကိုလှူပါ လှူတဲ့အခါမြတ်စွာဘုရားရှိခိုးမြတ်ကြီးဖျားဘုရားဒီပြီးတော့မှ ကြုံတွေ့နေရတဲ့အပူတော်ကမီအားလုံးကိုမင်းရှုဖြစ်စည်းလိုက်ပါပြီမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့တရားရေးအမျက်စေးကြောင့်အင်းငင်းချမ်းသာဖြစ်ရပါလို့ဤလို့ဒါလေးပဲဆုတောင်းအောင်ဖြစ်ပါတယ်ဒါက၁၇နှစ်တွေဖြစ်တဲ့အတွက်၁၇မိငင်းရေရာလေးပြောပြပေးတာဖြစ်ပါတယ် ဒီကနေ့အတွက်ငွေကြေးစည်းဝါးတွေအဆင်ပြေဖို့ငွေကြေးကိစ္စတွေအားလုံးအောင်မြင်ဖို့လက်လာပါပွင့်ဖို့စည်းဝါးတွေအယောင်းဝယ်တွေပွင့်ဖို့ဆိုရင်တော့ strawberry ဒီဒါမှမဟုတ်ဇီးဒီကိုလုံးကိုကျွေးပကများထဲမှာထည့်ပြီးမြတ်စွာဘုရားကိုလှူပါရင်ထဲရောက်တည်တည်ကြဆုတောင်းပါစွန့်ပြီးစားသွားတာလုပ်ပါဒါဆိုရင်တနေ့တာငွေကြေးကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ် နှလုံးသားရေအကိစ္စအခြေရေးကိစ္စအိမ်နာရေးကိစ္စတွေတက်ဆိုရင်တော့နှင်းစီပန်းသုံးဖို့ကန်ဆောင်ပြီးတော့အနောက်တောင်ရောက်ကိုမျက်နှာမူပါရင်ထဲရောက်တေးသေးကြဆူတောင်းပါဆူတောင်းပြီးတော့နှင်းစီပန်းဆောင်းသွားတာကျန်တဲ့နှင်းစီပန်းကိုလှူထားတာလုပ်ပါအဲ့ဒီလိုဆိုရင်ဒိုင်းနေတာကိစ္စတွေအိမ်နာရေးနဲ့ပတ်သက်တာအခြေရေးနဲ့ပတ်သက်တဲ့တွေအားလုံးအေးချမ်းချမ်းအောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဘာသာကြားတွေအနေနဲ့ကတော့ကိုကြီးမြတ်ယုံကြည်ကိုးကွယ်ရာပုဂ္ဂိုလ်ထံမှာဆူတောင်းပြီးတော့ဆောင်းသွားပါဒါဆိုရင်အားလုံးအဆင်ပြေမှာဖြစ်ပါတယ် ကျွန်တော်တို့လူလောကတဘာဝအရာလူတွေကအခြေလေအခြေရေးတွေအိမ်တော်ရေးတွေအဆင်ပြေခြင်းနဲ့စီးပွားရေးငွေကြေးတွေလည်းဝင်ခြင်းနဲ့ကျန်တဲ့မိမိလုပ်ငန်းကိစ္စတွေအားလုံးလည်းအောင်မြင်ခြင်းနဲ့အဲ့ဒီလို့ဆိုရင်တော့ကျေကံများတစ်ချက်ထဲမှာနှင်းစီပန်းသုံးဝင်ထဲပါဇီးဒီကိုလုံးထဲပါတပြေပန်း၆ညွန့်ထဲပါတံပုတ်တွေ၆ခေါက်ကျွတ်ပြီးတော့မြတ်စွာဘုရားကို ပူဇော်ပါရင်내ရောင်သေးသေးကြဆူတောင်းပါတညဆောင်းသွားပါတပွင့်ဆောင်းသွားပါအဲ့ဒီလိုဆိုရင်ဒီနေ့ကလုပ်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီကနေ့က24ရက်နေ့ဖြစ်တဲ့အတွက်ကျွန်တော်ချက်တော့24ခဏနေ့လေးခဏအတွက်လက်ဆောင်ရေရာပေးရမယ်ဆိုရင်ကျွန်တော်တို့လူတွေ လူတိုင်းလူတိုင်းဘဝမှာအေးချမ်းချမ်းနဲ့စီဝါဥစ္စာစီဝါဥစ္စာတွေဖြစ်ခြင်းနဲ့ငွေကြေးတွေလက်လာပါတွေပွင့်ခြင်းနဲ့ချမ်းသာခြင်းနဲ့အာလုံပြည့်စုံခြင်းနဲ့အဲ့ဒီလိုပြည့်စုံချမ်းသာဖို့ဘဝမှာအေးချမ်းချမ်းဖြစ်ဖို့ငွေကြေးလက်လာပါတွေပွင့်ဖို့စီဝါတွေအောင်မြင်ဖို့အတွက်ဆိုရင်ပေါင်မုတ်ကိုပြည့်ရည်တုပ်ပြီးတော့လှူပါနေ့စဉ်လှူပါဓမ္မမို့ရချားလှူပါ ေါင်မောင်းကိုပြိုက်တုပ်ပြီးတော့လှူတာဘဝမှာအေးချမ်းချမ်းပြည့်ပြည့်စုံစုံ နေရမှာဖြစ်ပါတယ်ဒီပေါင်မောင်းကိုပြိုက်ရတုပ်လှူတိုင်းနဲ့ဓာတ်ဟာမဟာဒုဋ္ဌဖြစ်ပါတယ်မဟာဒုက္ခဆင်းရဲဘဝနေပြည့်စုံချမ်းသာလာတဲ့ဓာတ်ဖြစ်ပါတယ်အဲ့ဒီအတွက်ဒီပေါင်မောင်းကိုပြိုက်ရတုပ်ပြီးတော့လှူတိုင်းနဲ့ဓာတ်ရရရာလေးလက်ဆောင်ပေးတာဖြစ်ပါတယ် ကျွန်တော်ချစ်တဲ့ခုနှစ်သားသမီးတွေအားလုံးဘဝမှာပြည့်စုံချမ်းသာ အေးချမ်းသာကြပါစေဒီကနေ့အတွက်ကံကောင်းဆုံးမတဲ့ကဏ္ဍကိုပြောရမယ်ဆိုရင်3456ကဏ္ဍဖြစ်ပါတယ်ဒီကဏ္ဍကကျွန်တော်နှလုံးသုံးလုံးတက်ပြတာမဟုတ်ပါဘူးဒီကနေ့မှာငွေကြေးကိစ္စတွေဆောင်ရွက်တာစီးပွားရေးလုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်တာငွေကြေးနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေမှာ ဒီကနန်းတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးလက်ကန်ဆောင်ရမယ်ဆိုရင်ကိုယ့်အတွက်အကျိုးအမြတ်ဖြစ်တာအကျိုးကျေးဇူးရတာအောင်မြင်တာအဲ့ဒီလိုမျိုးဖြစ်မှာဆိုတာကိုလမ်းညွှန်ပေးတာဖြစ်ပါတယ်ကျွန်တော်ချက်တော့ခုနှစ်သားသမီးမိတ်ဆွေများအားလုံးကိုစိတ်နှပြကြည်သာရှင်လန်းအေးချမ်းသာကြပါစေ